အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဘဏ်ကက်လည်းမလို့ဖုန်းလည်းမလို့ပဲနဲ့7 ban ATM မှာပဲဆန်ထုတ်มาဖြစ်ပါတယ်ဗီဒီယိုအဆုံးထိရှုပေးပါအောင်7 ETN Z ရောက်ပါပြီ။ Hikita Shi Askey ID ကိုနှိပ်လိုက်ပါမယ်။ပြောင်းမှာ Fish Cut ဆိုတာတွေ့ပါလိမ့်မယ်။ ်မတ်စ်ဒီအုတ်ထုတ်ဒီချွတ်ပါလို့ရေးထားပါတယ်ခါခုနှစ်ကိုနေလဲပါမယ်ဒီနေရာမှာအကောင့်ဖွင့်တော့ပတ်စကုတ်သုံးလုံးထည့်ရမှာပါမျက်နှာကိုစစ်နေပါပြီမျက်တောင်ခတ်ခိုင်းနေပြီးတော့ရီခိုင်းနေပြီးတော့ဘယ်ဘက်ကိုနည်းနည်းလှည့်ခိုင်းနေပါတော့ ဲ့ဒါဆိုရင်ကိုယ့်ရဲ့မျက်နှာကိုအတီးပြူတာပြီးွားပဲဖြစ်ပါတယ်ကိုယ့်ရဲ့မျက်နှာကိုအတီးပြူွားဆိုရင်ပတ်စံထုတ်မလားပတ်စံထည့်မလားငွေလက်ကျန်ဆက်မလားသုံးခုလုံးလောက်လို့ရပါတယ်အခုကတော့ပတ်စံထုတ်ပါမယ်ပြီးတော့ရင်တော့ ETN card password လေးလုံးရိုက်ထည့်ရမှာဖြစ်ပါတယ် အခုဆိုရင်ဖုန်းလဲမလို့ EDN ကတ်လဲမလို့ပဲနဲ့မျက်နှာနဲ့ပတ်စံထုတ်တာပြီးသွားပဲဖြစ်ပါတယ်။ register လုပ်တဲ့နေရာတော့နောက်မှပြပြပေးတော့မှာပါ။ဗီဒီယိုဆုံးနေရှုပေးပါအောင်။ပထမဆုံးအနေနဲ့ secretary မှာ Hikita shi Asuke ID ကိုနှိပ်လိုက်ပါ။ face cast ကိုနှိပ်လိုက်ပါတယ်။ပုံနဲ့အတိုင်း must တွေအုတ်ထုတ်တွေချွတ်ခိုင်းတာဖြစ်ပါတယ်အစီအပြီဆို confirm ကိုနှိပ်ပေးလိုက်ပါဒီဆက်မှာတော့အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညာဘက်မှာရှိတဲ့ new registration ကိုနှိပ်ပေးပါ အကောင့်ဖွင့်မှုအတွက်ကဖုန်းရဲ့ ADN ကတ်ရလွယ်တယ်လို့ရေးထားပါတယ်နောက်တစ်ဆင့်ကိုထပ်သွားပါမယ်ဒါကတော့ကိုလုံးမဲ့ဘန်အောင်ယူကနာဖြစ်ပါတယ်7ဘန်ဘန်အောင်လုံးမဖြစ်တဲ့အတွက်7 king ကိုယူပေးလိုက်ပါတယ်အောက်မှာရေးထားတဲ့အကြောင်းအရာသဘောတူတယ်ဆိုရင် agree ကိုနှိပ်ပြီးတော့နောက်တစ်ဆင့်ကိုသွားပါဒါကတော့နောက်အကြောင်းအရာတစ်ခုကသဘောတူရဲဆိုရင် agree ကိုထပ်နှိပ်ပါ ATM ကတ်ကိုထည့်သွင်းပေးလိုက်ပါ ATM ကပတ်စဝတ်လေးလုံးရိုက်တယ်ပါကိုရဲ့မျက်နှာကိုစကန်ဆဖတ်မှာဖြစ်တဲ့အတွက် ATM ဆက်ရှိမှာ ready ဖြစ်ပြီဆိုရင် stack ကိုနှိပ်ပြပါအပေါ်ဆက်ခရုံကြည့်ပြီးတော့သူခိုင်းတဲ့အတိုင်းလုပ်ပြရမှာဖြစ်ပါလေသူလှုပ်ခိုင်းတာတွေကတော့မာဘာတာကီလို့ခေါ်တဲ့မျက်တောင်ခတ်ခိုင်းတာရဲ့အဲခေါ့ကိုဆိုတဲ့ရီခိုင်းတာရဲ့ပြီးတော့ဟီတာလီမီဂီဆန်ဂျူသူမူခဲတဲ့ကုရာဆိုင်ဆိုတဲ့ဘယ်ညာ30ဒီဂရီလောက်နည်းနည်းလှည့်ခိုင်းတာရဲ့လှုပ်ခိုင်းပါတယ် ကိုရဲ့မျက်နှာအတီးပြူတာအောင်မြင်သွားပြီဆိုရင်တော့ကိုရဲ့ဖုန်းနံပါတ်ကိုထည့်ခိုင်းပါတယ်။ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုရင် one time password SMS ပို့မှာဖြစ်တဲ့အတွက် SMS ကိုရောက်လာတဲ့ကုတ်ကို ATM ဆက်မှာရိုက်ထည့်ပေးပါ။ဖြစ်သွင်းခဲ့တဲ့ချက်တည်းစစ်ဆေးပြီး confirm နှိပ်ပေးပါ။ခါတို့ဥခဲတူလီကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ ATM ကတ်ကိုပြန်ယူပါ။ အခုဆိုရင် face scan အတွက်အသုံးပြုမဲ့ကုဒ်နံပါတ်ကိုကိုယ့်ရဲ့ဖုန်း SMS နဲ့ပေးပို့မှာပဲဖြစ်ပါတယ်။အဲဒီကုဒ်နံပါတ်ကမျက်နှာနဲ့ပတ်စံအသွင်းထုတ်လုပ်တိုင်းအသုံးပြုရမှာဖြစ်တဲ့အတွက်တနည်းအားမှာမှတ်သားထားတာပဲဖြစ်ဖြစ်လောက်ထားတာပိုကောင်းပါတယ်။ကုဒ်နံပါတ်ကတော့၃လုံးပါ။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။